အားလုံးပဲမင်္ဂလာပါ WK Cooking Blog Channel တွေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဖတ်တုစီချက်ခေါဆွဲလေးကိုဆိုင်ရရတာအတိုင်းအိမ်မလွယ်တကူချက်စားလို့ရအောင်လုပ်ပြပေးထားပါတယ်ပထမအဦးဆုံးအနေနဲ့ဖတ်တုတဲ့အစာသူဖို့အတွက်မုံလာဦးနေတလုံးလောက်ကိုခက်သေးသေးလေးလေးလီထားပေးပါမယ်ချက်သွမ်းမိတ်ကိုလည်းခက်သေးသေးလေးလေးလီထားပေးပါမယ်ပြင်းကြတာစားကြပါမယ်ဖက်တဲ့ဥစားတို့ပွဲအတွက်ကြတာလေးတွေကိုနုံနုံဆင်ပါမယ်

အသားလေးလည်းနုံနုံဆင်လို့အဆင်ပြေသွားပြီဆိုရင်ဖတ်ထုတ်တဲ့အစာသူပေါ်အတွက်အသားဆနေပါမယ်။ခုနကနုံနုံဆင်ထားတဲ့မွန်လောင်ဦးညီထဲပါမယ်။ချက်တော်မိတ်ထဲပါမယ်။ပြီးရင်ချက်တံပြူနုံနုံဆင်ထားတာလေးထဲပါမယ်။အရာသာအတွက်ပဲငင်မြရဲ့အချက်ထမင်းစားစွန်တစွန်ခယူစီထမင်းစားစွန်တစွန်ကြံညူခေါ်ပဲငင်မြရဲ့အနောင်နေငယ် ကျက်သားမုတ်ထမင်းစားစွန်းတဝက်မြေယောက်ကောင်းမုတ်နင်းငယ်ကြောင်ကုန်မုတ်ထမင်းစားစွန်းတစ်စွန်းစားလောက်ထည့်ပြီးတော့ကျဲဦးလေးတစ်လုံးလောက်ထည့်ပြီးတမတ်သွားအောင်နေပေးရပါမယ်ဖတ်ထုတ်လေးထည့်ဖို့အသားလေးလည်းအဆင်သင့်ဖြစ်ပြီးဆိုတော့ဖတ်ထုတ်စားထုတ်ပါမယ် ပတ်ထုတ်တဲ့နေရာမှာကိုချိုင်းနေတဲ့လိုပုံစံအတိုင်းထုတ်လို့ရပါတယ်တကယ်လို့ကျွန်တော်ပုံစံတိုင်းလေးလိုက်ထုတ်မယ်ဆိုရင်လည်းကျွန်တော်ဗီဒီယိုထဲမှာထေချာလေးထုတ်ပြထားပါတယ်ပထဝီလေးလေးစင်းနေဖြစ်ပြီဆိုတော့ချက်တမ်ဘူစီချက်စားချက်ပါမယ် စီတဲ့ကိုစနစ်မော့နဲ့ငယ်ထဲမှာစီပူလာပြီးဆိုရင်နုံနုံဆင်ထားတဲ့ကြက်သွင်ပြူလေးတွေထည့်ပြီးတော့ကြက်သွင်ပြူလေးတွေကျွတ်လာသည့်အထိမီရီလေးနဲ့ကြော်ပေးရပါမယ်။ကြက်သွင်ပြူစီကြယ်လေးလည်းစနစ်ဖြစ်ပြီးဆိုတော့ပတ်ထုံနဲ့ခေါက်ဆက်ပြုတ်ဖို့အတွက်အိုးလေးကိုရေထည့်ပြီးရေလေးစုပွက်လာသည့်အထိတည်ပါမယ်။ရေစုပွက်လာပြီးဆိုရင်ခေါက်ဆက်ကိုအရင်ဆုံးထည့်ပြီးတော့ပြုတ်ပေးရပါမယ်။ ပြုတ်ထားတဲ့ခေါက်ဆိုလေးအနေငယ်ပြောလာပြီဆိုရင်ခုနကအစင်းနဲ့ထုတ်ထားတဲ့ဖတ်ထုတ်လေးတွေကိုထည့်ပြီးပြုတ်ပါမယ်။ပြုတ်ထားတဲ့ခေါက်ဆွဲနဲ့ဖတ်ထုတ်လေးတွေကျက်လာပြီဆိုရင်စကားလေးနဲ့ဆယ်ပြီးတော့ရည်ရည်လေးနဲ့မခနာစိန်ထားပါမယ်။အားလုံးလည်းအစင်းနဲ့ဖြစ်ပြီဆိုတော့စီချက်စားလုပ်ပါမယ်။ကျက်သွင်းပြီးစီချက်တစ်စုံထည့်ပါမယ်။စီချက်တွေကကျက်သွင်းပြီးကြောထည့်ပါမယ်။အရာသာအတွက်ခရူစီအနေငယ်ပင်ငယ်များရည်အကျဲအနေငယ် ပင်ငယ်များရဲ့အနောက်အနေငယ်ထဲပါမယ်။ပြီးရင်နှုတ်နှုတ်ဆင်ထားတဲ့ချက်သွင်းမိထဲပါမယ်။ချက်သားမုံအနေငယ်ထဲပါမယ်။ပြီးရင်ကုနာကပြုတ်ထားတဲ့ခေါက်ဆွဲနဲ့ဖတ်ထုတ်လေးတွေကိုထည့်ပြီးတော့အရသာလေးသေးချာနှက်ဆက်သွားအောင်မှုလိုက်ပြီးဆိုရင်ရပါပြီ။ဒီလိုဆိုရင်တော့ဆိုင်မဝယ်ဆန်းနေကြအတိုင်းအရသာရှိပြီးဆလုပ်ကောင်းမယ်ဖတ်တုတ်ခေါက်ဆွဲစီဂျယ်လီတပွဲကတော့အစင်းနေဖြစ်ပါပြီကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုအဆုံးထိကြည့်ရှုအားပေးကြတဲ့တယောက်ချင်းဒီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ် ီလိုလွယ်ကူရွှေရှင်ပြီးအိမ်မလွယ်တကူချက်စားလို့ရမယ်ဟင်းချက်နီးဗီဒီယိုလေးတွေကိုအမြဲတင်ဆက်ပေးပါမှာမဟုတ်လို့ကျွန်တော်ရဲ့ YK Cooking Blog Channel လေးကိုလည်း Subscribe လုပ်သွားပေးဖို့လည်းမမေ့ပါနဲ့နော်